အခုပြောချင်တာကတော့ဘုရားမြတ်စွာဟာဖျားဖြစ်သူရောက်လို့ကိလေသာတွေခုံမိမဲ့လို့အတိတ်ဘဝကကံကြမ္မာဝတ်ချွေးတွေကိုပြန်လည်ပေးဆက်နေရသေးတယ်တဲ့။ဆိုလိုတာကအတိတ်ကံရဲ့ဆုံးဆောင်မှုလေးတွေဟာမြတ်စွာဘုရားမှာကံရဲ့အကျိုးဖြစ်တဲ့ခန္ဓာကြီးရှိနေသေးလို့ပြန်ပြီးတော့ပေါ်လာတတ်သေးတယ်လို့ဒီလိုပြောတာနော်။ အဲ့ဒါကိုပုပ္ပကံမပီလောတိကဘုရားပါရဏာဆိုပြီးတော့ပါရဏဲမှာမှတ်တမ်းတင်ထားဘုရားရဲ့ဘဝနဲ့ဆက်ဆက်ပြီးတော့ခြေကြရအောင်အလုံးသိတဲ့အတိုင်းမြတ်စွာဘုရားရဲ့ဘဝဆိုတာပါရမီ7ပါးအပြား30ဖြစ်ချစ်ပြီးတော့ဘုရားဖြစ်တော့ရောက်လာနဲတဲ့ကုသိုလ်တွေမဟုတ်ဘူးကုသိုလ်ကောင်းမှုတွေကအမတန်မှများတယ် အဲ့လောက်များတဲ့ကုသကောင်းမှုတွေကိုစီးပူးအထောက်လို့ဖျားဖြစ်လာတာတောင်မှပဲဟောဒီခန္ဓာကြီးရှိနေတဲ့အခါမှာတကြိမ်တခါမှားခဲ့တဲ့အကုသကံကဝင်ရောက်ပြီးတော့နှောက်ရထားလေးတွေရှိနေသေးတယ်တဲ့ဟုတ်ကလားမှန်ပါဗျာဝင်ပြီးတော့အခွင့်ရရင်အခွင့်ရတယ်လို့ तू ကဘာဖြစ်လို့အခွင့်ရနေတယ်လဲဆိုလို့ရှိရင်ကံရဲ့အကျိုးဆက်ဖြစ်တဲ့ခန္ဓာကြီးရှိနေလို့အခွင့်ရတာ ဒီခန္ဓာကြီးမရှိရင်တော့သူခွင့်မရနိုင်တော့ဘူးအဲ့တော့ခန္ဓာကြီးရှိနေလို့အခွင့်ရတဲ့အခါမှာဝင်ပြီးတော့နှောက်ရက်သေးတယ်ရသော်ဘုရားရဲ့ဘဝကိုကြည့်လိုက်ရသော်ဘုရားဟာဘဝလူဘဝရလာပြီးတဲ့အခါမှာအသက်80တတ်တော်80လူလောကမှာနေထိုင်ခဲ့တယ်တတ်တော်80ဘုရားဘဝနဲ့45နှစ် နေထိုင်ခဲ့တရားကျင့်တဲ့အချိန်ကနှစ်ပေါင်း6နှစ်နောက်ကြီးစီစဉ်ခံစားပြီးတော့မင်းသားဘဝနဲ့နေတာက29နှစ်။ဩဖျားလောင်းလေးမွေးဖွားလာပြီးတော့ရွှေနှန်းစီစဉ်ခံစားနေတဲ့29နှစ်အတွင်းမှာအခက်ခဲတစ်စုံတရာရှိခဲ့တယ်ဆိုတာမှတ်တမ်းထဲမှာမရှိဘူးเนาะမှတ်တမ်းမှာမှတ်ထားတာမရှိဘူး အေးတောထွက်ပြီးတော့တရားကျင့်တယ်6နှစ်ကြာလို့ရှိရင်တော့ခက်ခက်ခဲခဲတရားကျင့်ကြရတာဘာကြောင့်လဲတမ္မာအနေထားမဟုတ်ဘဲနဲ့ဖះလောင်းတော်ဟာဒီအနုတ္တရတန်တိဝရဗဒလို့ခေါ်တယ်တကယ်ထူးမြတ်တဲ့အငိမ့်တက်ကိုရှာတယ် အဲ့လိုရှာတာဟာမှန်ကန်တဲ့လမ်းကြောင်းနဲ့မရှာမိပဲနဲ့မှားရတဲ့လမ်းကြောင်းနဲ့လိုက်ပြီးတော့ရှာနေတာအချိန်တွေဖြုံးပြီးတော့6နှစ်နီးနီးလောက်ဖြစ်သွားတယ်တဲ့အဲ့လိုလမ်းမှားပြီးတော့ခန္ဓာကိုယ်ပင်ပန်းခံပြီးတော့ဒုက္ခရောက်သွားတာဟာကံကြမ္မာဝတ်ကြွေးကိုပေးဆရတာလို့ဒီလိုအဲ့ဒီအချိန်မှာမှတ်တမ်းတင်ထားတယ်နော်အဲ့ဒီအချိန်ကစပြီးတော့ကံကြမ္မာဝတ်ကြွေးဟာပေါ်လာ မမကန်ကန်နဲ့တကယ်တရားလမ်းကြောင်းတိုင်ကြီးလိုက်မယ်ဆိုလို့ရှိရင်6နှစ်ထီအောင်ကျင့်စရာလည်းမလိုဘူးတော့ပြန်မှန်းခံမှုလည်းမလိုဘူးမလိုအဖက်နဲ့မာရွေးနဲ့အကျင့်တွေနဲ့အချိန်ကုန်ပြီးတော့ခန္ဓာကိုယ်ကြီးပြန်မှန်းပြီးတော့ဒုက္ခတွေအကြီးကျယ်ရောက်သွားကြရတာဟာနှုံခဲ့တဲ့ဘဝတစ်ခုမှာပြန်မှန်းခဲ့တဲ့ကံကြမ္မာဝွကျွေးရဲ့ဝွကျွေးကိုပေးဆပ်ရခြင်းလို့ဒီလိုပြောတယ်